မင်္ဂလာပါရှင်။ Zamini Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ Zamini ပြည်သက်တူတောင်းဆိုထားတဲ့ဖယက်ကျွန်ဆိုတဲ့အကြောင်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ရှင်။ ဖရဲကျွန်ဆိုတဲ့စကားလုံးကိုယနေ့ခေတ်လူတော်တော်များများကကြားဖို့သိရှိခြင်းမရှိတော့ပါဘူး။တချို့ကလည်းဖရဲကျွန်ဆိုတာဖရဲမာနေပြီးတောင်းရန်စားတော့တဲ့ဒရောင်းစာ၊ဆန္နာလာ၊သူဖုံးစာစသည်အမျိုးယုံညံ့တဲ့သူလို့ထင်မှတ်တဲ့လွဲမာနေတဲ့အသည့်ဖြစ်နေခြင်းကြောင့်ဘ ਹੁ တုတဖြစ်ပွဲတင်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါရဲ့ရှင်။ပကံခေတ်ကထောင်ချီရှိနေတဲ့ကျောက်စာရီမှာတော့ဖရဲတီကျောင်းလူတဲ့အလူရှင်တွေကဖရဲစီဒီကျောင်းတွေကိုဆောက်ရှောက်ထိန်သိမ်းရန်ဘန်ကတ်၊စင်မီထွန်၊တန်ရှင်ရေးပြုလုပ်ရန်အတွက်မိမိတို့ပိုင်ဆိုင်တဲ့ကျွန်တွေကိုအမ ြေနာမအရေးအတွက်နဲ့ကြောက်စာရီမှာတပါးရေရေထိုးလူတန်းကြခြင်းဖြစ်ပါတယ်ထိုလူတွေကိုတော့ဖယေကျုံလို့ခေါ်ကြပါတယ်ဖယားစီဒီအကြောင်းကံတွေကိုဖယေကျုံလူတန်းခြင်းနဲ့အတူမိမိတို့အပိုင်းလေယာမြေတွေတစ်ပင်တွေရေကန်တွေကိုပါလူတန်းလိရှိကြပါတယ်မိမိတို့လူတန်းနဲ့လေယာမြေအပင်တွေကိုတော့ဖယေကျုံတွေကစိုက်ပျိုးထွန်ရက်ရပြီးရရှိလာတဲ့ငွေကြေးတွေကိုတော့ဘရင်ထံမှအခွန်တော်တချို့ကို PSC ကကျန်တဲ့၃ပုံ၂ပုံကိုတော့မိမိတို့ဖယားပြုပြင်ခြင်းစွန်းတစ်တီစင်မီဝယ်ယူလူတန်းခြင်းဖယားပြင်ရန်လိုအပ်သောပစ္စည်း ီးများဝယ်ချမ်းခြင်းတို့ကိုမိမိတို့စိတ်ကြိုက်လှူဆောင်ရရပါတယ်။ကြံွေတစုကိုတော့မိမိတို့ရှိခါအဖြစ်သုံးဆွဲကြရပါတယ်။တချို့ကဖျားပိုင်မြေယာနေပါတဲ့အတွက်လုံလောက်တဲ့ငွေကြေးရရှိပေမဲ့မလုံလောက်တဲ့တချို့ကတော့မိမိတို့တတ်အပ်တဲ့အစိုးပညာအကပညာများနဲ့အသုံးချဖျော်ဖြေကမျိုးတဲရွာထဲမှာအလူခံကရရှိလာတဲ့ငွေကြေးများကိုသုံးဆွဲကြရပါတယ်။ထို့လူတွေကိုတော့ပကံခစ်ကလူနေမှုပုံစံအရာဖျက်ကျွန်းလို့ခေါ်ဆိုကြပြီးလူများကလည်းနှိတ်ချဆက်ဆံခြင်းမရှိပါဘူး။လူများမလုံနိုင်တဲ့အလုပ်ကိုလုပ်နေကြတဲ့ ဲ့အတွက်ကြောင့်မြင့်မြတ်တဲ့လူဒန်းစားအဖြစ်လေးစားစွာဆက်ဆံကြပြီးဝမ်ပတ်တသားလဲလှူဒန်းပေးကမ်းကြပါတယ်တကယ်တော့ဖယားကျွန်းဆိုတာဖယားရည်တရားရည်မှာအေးချမ်းစွာနေထိုင်ရတာဖြစ်ပြီးဖယားပထိုးတို့ရဲ့အမှုကြီးအမှုငယ်အသွဲအသွဲကိုလှုပ်ဆောင်ရတဲ့သူတွေလည်းဖြစ်ပါတယ် ပကံခစ်ကဘာသာတဒနာကိုတီညိုလွန်းတာကြောင့်တွန်တွေကိုလှူယုံတာအားမရပဲဖျားတီသူကိုတိုင်းနဲ့သားမယားတွေကိုပါကျွန်ဖြစ်လူဒန်းတဲ့အလေးထားတွေလည်းရှိခဲ့ပါတယ်။တစ်ချိန်ကအခြားသူကိုကျွန်ဖြစ်လူဒန်းခြင်းထက်မိမိကိုကိုလူဒန်းခြင်းကပုံပုံမြင့်မြတ်တယ်လို့ယူဆကြောင်းကိုလည်းပကံခစ်ကြောက်စာတွေအရသိရှိရပါတယ်။ဒါအပြင်ပကံခစ်ကကြောက်စာတွေမှာမိမိတို့လူဒန်းထားတဲ့ဖျားကျွန်တွေကိုတပားသူကလာရောက်အနိုင်ထက်ပြုလုပ်ပါကဘေးတံအမျိုးမျိုးတင့်ပါစေလို့စင်စာတွေရှိကြောင်းကိုလည်းကြောက်စာများအရသိရှိခဲ့ရပါတယ်။အချိန်ကာလ ကြာလာတာနဲ့အမျှဖះပိုင်းကျွန်းတွေလှူဒန်းထားတဲ့လေယာဉ်မြေတွေကလည်းဆုံးရှုံးရပြီးတဲ့နောက်မှာတော့ဖះကျွန်းတွေကရရာအလုပ်ကိုလုပ်ကင်လာကြရပါတယ်။တခြားသူတွေမလုပ်နိုင်တဲ့အလုပ်ကိုလုပ်ကင်ရင်တောင်းရန်စားတောက်လာကြပါတယ်။တောင်းရန်ချင်းမလုပ်လို့တဲ့လူတချို့ကတော့ထွက်ပြေးကြပြီးနောက်ထပ်တန်ရှိတဲ့ဖះကျွန်းတွေပါထပ်ပြီးတော့ထွက်ပြေးမှဆိုးတဲ့အတွက်ပကံခစ်ကမတမာသူတချို့ကတော့မတောင်းစားလျင်နူတီလို့ခြောက်လန့်ထားခဲ့ကြခြင်းလည်းဖြစ်ပါတယ်။ပကံခစ်ကဓာရီလက်နက်တွေထက်ကျင်းစာတွေကိုသာပုံမှုကြောက်ရွံ့ကြပါတယ်။လက်နက်တွေကတဘဝသာသေးစေ င်နိုင်ပြီးကျင်းစာတွေကတော့ဘဝအဆက်ဆက်သေစေနိုင်တယ်လို့အယူရှိခြင်းကြောင့်ဖြစ်ပါတယ်။မတောင်းစားလျင်နူသည်ဆိုတဲ့ဇာတ်ကားကိုတော့ကျင်းစာတပွဲကြောက်ရွံ့ကြတဲ့ဖရဲကျွန်းတွေကယနေ့ထိတိုင်းမြန်မာနိုင်ငံရဲ့ရှေးဟောင်းရင်ကျေးမှုမြို့တော်ဖြစ်တဲ့ပုဂံမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ပုဂံခေတ်ကဖရဲကျွန်းတွေကိုလှူဒန်းခဲ့သူတွေကလည်းဖရဲကျွန်းတွေကိုရက်ဆက်စွာဘဝတစ်ချောင်းလုံးချုပ်တီးထားတာမျိုးမဟုတ်ပဲလူစားထိုးရသော၎င်းထိုက်တန်တဲ့အဖိုးခါကိုလှူဒန်းခဲ့ရင်သော၎င်းဖရဲကျွန်းဘဝကလွတ်မြောက်နိုင်တယ်လို့ပုဂံခေတ်ကရှေးကျောက်စားတွေမှာတွေ့မြင်နိုင်ပါတယ်။ကျွန်းဆိုတဲ့အသုံးတော့က ပကံခစ်ကကြံဆိုးတဲ့စကလုံးကဆင်းသက်လာတာဖြစ်ပြီးလူတွေကနှိမ့်ချတဲ့အသုံးနှုန်းလို့ထင်ကြပြီးတကယ့်အတိတ်ပဲဆစ်ဆစ်ကတော့နှိမ့်ချိုးထားတဲ့အနှိမ့်စားစကလုံးမဟုတ်ဘဲအမှုထမ်းနဲ့အလုတ်ကျွေးပြူတယ်ဆိုတဲ့သဘောကိုသက်ရောက်ပါတယ်။ကျော်မျိုးစားပေါင်းများစွာရှိပေမဲ့တကယ့်လက်တွေမှာတော့ရေပူရအဖြစ်လော်ကီကျော်နဲ့လော်ကုတ်တရာကျော်ဆိုပြီးနှစ်မျိုးပဲခွဲခြားနိုင်ပါတယ်။လော်ကီကျော်ကတော့တထေးတွေအမှုထမ်းတွေအရာတန်းတွေရဲ့အိမ်တွေမှာအလုတ်ကျွေးပြူရတဲ့ကျော်တွေကိုခေါ်ဆိုတာဖြစ်ပြီးလော်ကုတ်တရာကျော်ကတော့ဖျားကြောင်းကန်တွေဆောက်လုပ်ရာမှာ၎င်းဖျားဝေယဝိဆ ပြုလုပ်ရမှာ၎င်းသာသနာအတွက်အလုပ်ကျွေးပြုရတဲ့သူတွေကိုခေါ်ဆိုခြင်းပဲဖြစ်ပါတယ်။ဖေယကျွန်ဆိုတာလောကတရာကျွန်အမျိုးအစားတွေကတမျိုးကိုခေါ်ဆိုတာဖြစ်ပြီးသုံးမျိုးသုံးစားလဲခွဲခြားထားပါတယ်။ကျန်တဲ့လောကတရာကျွန်နှမျိုးကတော့ပိဋကတ်ကျွန်နဲ့ကြောင်းကျွန်တို့ဖြစ်ပြီးဖေယကျွန်ကတော့အမြင့်မြတ်ဆုံးကျွန်ပဲဖြစ်ပါတယ်။တထုံမနူဟာမင်းကိုလည်းတာမယာအချွေရန်နဲ့တကွာကောင်းမှုတော်ရွှေစည်းကုံဖရားမှာလူတော်မူ၍အတိမူပြုရဤဆိုပြီးမဟာယာဇဝင်မှာဖော်ပြထားတဲ့အရာဘရင်အနော်ယထာဟာမနူဟာမင်းရဲ့လက်ကိုကိုင်ပြီးရွှေစည်းကုံဖရားမှာလူ ူတန်းခဲ့သည်ဆိုတဲ့သမိုင်းကလည်းအနော်ရထာမင်းလိုအမျော်မြင်ကြီးမားတဲ့မင်းကအခြားထီဆောင်မင်းသမားကိုလှူဒန်းခဲ့ကြောင်းကိုလည်းတွေ့ရှိခဲ့ရပါတယ်။ဒါကြောင့်မလို့ပကံခေတ်ကဖရဲကျုံတွေကနေကြတဲ့သူတွေမဟုတ်ဘဲချီးမြှင့်မြောက်စားခြင်းခံရတဲ့သူတွေတို့လည်းမှတ်သားထားရပါတယ်။ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာအကြောင်းအရာများနဲ့ဘ ഹു တုတ္တဖြစ်ပေါ်တဲ့သမိုင်းကြောင်းများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးပါရစေရှင်။